။စာရေးဆရာကြီးဒူဝင်ရဲ့ကိုသင်ချိုင်းတန်တာ။ဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဆရာကြီးနဲ့တက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါရစေ။အပိုင်း38တမိန်စာကောရဲ့အကျင့်စီကဘာလဲ။ငါစိုးစိုးကပြောခဲ့ပြီမဟုတ်လားမင်းပေါ်မှာတမိန်ဆက်ကောကအခက်မကြီးဘူးလေညိုစားလေးပညာအိမ်ကိုသူ့ရဲ့လက်ခုပ်တွင် ရအောင်မြို့တော်ခေါ်ပြီးတော့နီးမျိုးမျိုးနဲ့ဖြက်စီးနေတဲ့ချိန်မှာ အဲမင်းနဲ့မင်းစီသူရောက်သွားပြီးတော့ဗညာအိမ်ကိုတံမိန်ဆက်ကောရဲ့လောင်းရိပ်အောက်ကနေလွတ်မြောက်အောင်ကဲတင်လာခဲ့ယုံတာမကမင်းတို့ရဲ့ကောင်းမှုကြောင့်တံမိန်ဆက်ကောလက်ကျိုးခဲ့ရတယ်မဟုတ်လားဒါကြောင့်မင်းအပေါ်မှာနည်းနည်းလေးမှအခက်မကြေဘူးမင်းကိုတနည်းနည်းနဲ့လှုပ်ကြမ်းလိုက်မယ်အဲနောက်နှစ်အချက်အဲ့ဒါကသုံးချက်ကတော့မင်းကိုလှုပ်ကြံပြီးရင်တော့နေကေတရာကိုအပိုင်စီးလိုက်မယ်နေကေတရာကိုယ်တိုင်ကသူ့ခြေသလုံးကိုဖက်ပြီးလက်ထပ်ယူ ို့တောင်းပန်လာရအောင်လုပ်ပြမယ်လို့ကြုံဝနေတယ်။ဘယ်လိုလုပ်ပြမှာလဲ။သူ့လိုလူအုံမကိုနှိမ့်ကြတဲ့ရာကဘယ်တော့မှခြေတလုံးဖက်ပြီးတောင်းပန်မှာမဟုတ်ဘူး။အဲသူ့ကိုလက်ထပ်ဖို့ဆိုတာဝေးကြည့်ပဲ။တမိန်ဆက်ကောကိုမင်းတိတ်ပြီးအထင်မသေးပါနဲ့။နေကေတရာပေါ်မှာနိုင်ချက်ရှိတယ်။သူနဲ့လက်ထပ်ဖို့အရေးဆိုလာရင်နေကေတရာညင်းဝင်မှမဟုတ်ဘူး။အဘာပြုလို့မညင်းဆန်ဝင်ရမှာလဲ။တခါတော့ငါပဲညင်းဆန်ခဲ့ပြီးပြီမဟုတ်လား။မင်းလည်းတော်ညံသေးတာပဲ။ငါသတင်းစုံကြားပြီးလို့ပြောနေတာ ။ဘိုးမင်းဘလို့လို့သတင်းစုံကြားခဲ့တာလဲ။ဟာနားနဲ့မျက်စိဖွင့်ထားပြီးရှာအုံးချတတ်ရင်လိုအပ်တဲ့သတင်းရနိုင်တာပဲ။မင်းသိတဲ့အတိုင်းငါကငြိမ်နေတတ်ဘူး။သွားပါမြတ်ခီးရောက်မိဘများစကားရဆိုတဲ့စကားပုံတိုင်းပဲ။နေရာနဲ့သွားပြီးဟိုမေဒီမေရှောင်းမေလို့သတင်းစုံကြားခဲ့သိရတာပေါ့ကွာ။ဘိုးမင်းကြားသိခဲ့ရတဲ့သတင်းပြောမပြနိုင်ဘူးလား။သမိန်ဆက်ကောစောင်းတူးမြို့ကိုလာအောင်ပါလား။မလာပဲနေပါမလားနှင်းကြေတရာကိုအပိုင်စည်းခြင်းစောင်းတူမြုပ်ကိုမလာပဲဖြစ်ကိုမဖြစ်နိုင်ဘူး ။လာလို့ရှိရင်လည်းသူတယောက်တည်းလာမှာမဟုတ်ဘူး။သူ့ရဲ့လူယုံတော်တွေကိုပါခေါ်လာပြီးမင်းကိုတနည်းနည်းနဲ့လောက်ကျန်လိုက်မယ်။အလစ်မှနောက်ကျောကိုဓာတ်နဲ့ထိုးခြင်းထိုး။ဒါပါမို့ရင်လည်းတမိန်ဆိုင်ကဘောကိုယ်တိုင်မင်းကိုရန်စပြီးနှစ်ယောက်ချင်းဓာတ်ချင်းရှင်ပြိုင်ဖို့စိန်ခေါ်ခြင်းစိန်ခေါ်လိုက်မယ်။မင်းအနေနဲ့ကတော့နောက်ကျောဓာတ်ထိုးမခံရအောင်အစဉ်တရိရှိဖို့လိုတယ်။ပြီးတော့တကယ်လို့တမိန်ဆက်ကောကရန်စပြီးတော့သူနဲ့ဓာဆွမ်းပြိုင်ဖို့စိန်ခေါ်သည့်တိုင်အောင်စိန်ခေါ်တာကိုလက်မခံမဲရှောင်းနိုင်သမျှရှောင်းပါလိမ့်မယ်။အော်ဘာဖြစ်လို့ရှောင်းအောင်မလဲ တမိန်ဆက်ကဘောလောက်တော့ကျွန်တော်အေးမဆိုင်ပါဘူး။ဓာရီလန်ရင်မှာတမိန်ဆက်ကဘောအင်တန်ထူးချွန်တာကျွန်တော်သိတယ်။ဒါမဲ့လက်တွေမှာကျွန်တော်လောက်တော့တိုက်ခိုက်နိုင်စွမ်းမရှိနိုင်လောက်ဘူး။ကျွန်တော်ကိုနိုင်အောင်မခုန်နိုင်ပါဘူး။ဓာဦးကသိပါတယ်။ပြီးဟိုနိုင်အောင်ခုန်နိုင်တဲ့သူရှာပါတယ်။ဒါမဲ့မိရဲ့အတ္တကတာဝန်ကဘီယမာကြီးရဲ့အသက်အန္တရာယ်ကိုကာကွယ်စောင့်ရှောက်ဖို့မဟုတ်လား။မိအသက်နဲ့အမိရဲ့ဓာကိုဘီယမာကြီးအတွက်သာဦးစားပေးပြီးအသုံးပြုပါလိမ့်မယ်။ တမိုင်ဆက်ကောကစိန်ခေါ်တာကိုလက်ခံပြီးသူနဲ့ဓားစွမ်းပြိုင်လို့မတော်တဆဆေးရည်တီကိုရည်တရာဆိုသလိုမင်းအထိခိုက်တန်ရရသွားရင်ပြင်မာကြည့်ရဲ့အသက်အန္တရာယ်ကိုကာကွယ်ဆောင်ရှောက်ဖို့တာဝန်လင်းဟင်းသွားလိမ့်မယ်။မင်းရဲ့ကိုရည်ကိုယ်တော်ကိစ္စကိုအသာပေးချိန်ထားပြီးပြင်မာကြည့်ရဲ့အသက်အန္တရာယ်ကိုကာကွယ်ဖို့ကိုဒါအာယုံဆိုင်ဖို့ဦးစားပေးရလိမ့်မယ်။ငါပြောတာသဘောပေါက်တယ်မဟုတ်လား။သဘောပေါက်ပါတယ်ဒါပေမဲ့ဒါပေမဲ့လုံနေစမ်းမနဲ့ငါပြောတာကိုနားထောင်စမ်းမ။ပြင်မာကြည့်ရဲ့အသက်အန္တရာယ် လုံခြုံစိတ်ချရတဲ့အချိန်အထိမိရဲ့ကိုရီကိုရာကိစ္စအတွက်အသက်ဆွန့်ပြီးလုပ်ရတဲ့အလုံမျိုးမလုပ်ရဘူးတန်နိုင်သမျှရှောင်ရမယ်ရှောင်ပမယ်လို့လည်းတစ္ဆာဆိုရမယ်ဒီတော့အတွင်းမှာကိုရီကိုရာကိစ္စအတွက်နဲ့ဘယ်သူနဲ့မှခိုက်ရန်ဒေါသမဖြစ်ပါဘူးဒါဝမင်းတစ္ဆာဆိုစမ်းပါဘုံမင်းပြဆာကတီတီပြတ်ခွန်ထံမှာဂတိတစ္ဆာကို တောင်းခံလိုက်လေသည်။ကောင်းပါပြီ။မြင်းမာကြီးရဲ့အသက်အန္တရာယ်လုံးကျုံစိတ်ချရတဲ့အချိန်ထိ မြန်မာကြီးရဲ့အသက်အန္တရာယ်ကိုကာကွယ်စောင့်ရှောက်ဖို့ကိစ္စတစ်ခုတည်းကိုသာအာရုံစိုက်ပြီးဦးစားပေးဆောင်ရွက်ပါမယ်။ကိုရီးကိုရာကိစ္စကိုခိတ္တဘေးချိတ်ထားဖို့လည်းဂရီတစ္ဆာဆိုပါတယ်။အေးဒီလိုမှပေါ့။မြန်မာကြီးဆောင်းလူမျိုးကိုတိုင်းငံလှည့်လည်လာချိန်မှာမြန်မာကြီးရဲ့အသက်အန္တရာယ်ကိုကာကွယ်စောင့်ရှောက်ဖို့မင်းလုံးဝတာဝန်ယူရလိမ့်မယ်။ဒီတော့တွင်မှာတမိန်ဆက်ဘွားကိုမင်းကိုစားငါဆုံးမပြမယ်။ခွေးတရိတ်ဆန်ကံကိုရံမရှိရံစတာတောင်နှစ်ယောက်ချင်းဓာဆွမ်းပြိုင်ဖို့စိန်ခေါ်တယ်ခွေးကံကို လူပြည်ပါကြကြထားလို့မဖြစ်ဘူးစိန်ခေါ်ပြီးကိစ္စတုံးပြလိုက်မှဖြစ်မယ်ဘုံမင်းပြဆက်ကကျုံးလာရာတီတီပြက်ကွန်ကဘုံမင်းပြဆက်ပကုန်းကိုအသာဖက်လိုက်လေသည်ဒီမှာဘုံမင်းအကျွန်တော်တို့ကိုကြီးကိုယ်တာကိစ္စဦးဆောင်မပေးရဘူးဘီအမကြီးရဲ့အသက်အန္တရာယ်ကာကွယ်ဆောင်ရှောက်ဖို့ကိစ္စတစ်ခုတည်းကိုသာအာရုံစိုက်ရမယ်ဆိုပြီးဦးစားပေးဖို့တစ္ဆာဆိုခိုင်းပြီးဘုံမင်းကြတော့သမိန်ဆက်ကောနဲ့ဓာစွန့်ပြိုင်မှုစိန်ခေါ်မယ်ဆိုရင်ဒီလည်းမကြဘူး မြေမာကြီးရဲ့အတက်အန်နီယုကကိုဆောက်ရှောက်ဖို့ရမှာကျွန်တော်မှတာဝန်ရှိတယ်လို့ဘုံမင်းမှလည်းတာဝန်ရှိတယ်။မြေမာကြီးရဲ့အတက်အန်နီယုကိုစိတ်ချရတဲ့အထိကိုရေးကိုရာကိစ္စနဲ့ပတ်သက်ပြီးအသက်ဆွံ့ရမယ်အလုံမျိုးမလုပ်ပါဘူးလို့ဘုံမင်းပြဆကပါဂရိတိစ္ဆာဆိုမှဖြစ်မယ်။ဂရိတိစ္ဆာဆိုပါတီမာပြက်ကောမိငါဆရာလို့ဖို့မလို့ပါဘူး။မင်းအတွက်နဲ့ငါကကြာကဝင်ပြီးတရားခံရမှာပါကွာ။တမင်ဆက်ကောကမင်းကိုတနည်းနည်းနဲ့တေချောင်းကျန်လိုက်မယ်ဆိုတာငါသိတယ်။ မိကိုတခြားနည်းနဲ့လှုပ်ကြံလို့မရရင်မိကိုရန်စပြီးသူနဲ့ဓာချင်းရှင်ပြိုင်ဖို့စိန်ခေါ်မှတေးကြတယ်။နမင်းကိုသူကစိန်မခေါ်နိုင်ခင်ငါကသူ့ကိုရန်စပြီးငါကပဲစိန်ခေါ်မယ်ကွာ။ဒါမှမင်းကိုသူကရန်မရှာနိုင်မှာမဟုတ်လား။ရန်မရှာနိုင်အောင်ကျွန်တော်ရှောင်းနေဖြစ်ပါတယ်။ကျွန်တော်အတွက်နဲ့ဘုံမင်းကကြားကနေဝင်ပြီးဒစာမခံပါနဲ့ဘီမာကြီးရဲ့အတန်အန်ရဲ့ကိုကာကွယ်ဆောင်ရှောက်ဖို့ကပိုအရေးကြီးပါတယ်။ဟာဘီမာကြီးအတန်အန်ရဲ့ကိုကာကွယ်ဆောင်ရှောက်ဖို့မင်းတရားလုံးရှိနေပြီသားပဲပြီးတော့ငါပြောသလို မိကိုတမိန်ဆက်ကောကရမ်းမရှိရမ်းစားထောင်ပြီးသူနဲ့ဓာချင်းရှင်ဖို့စိန်ခေါ်ရင်မင်းရှောင်းနိုင်ပါမလားရှောင်းလို့ရပါမလားမရရတဲ့နည်းနဲ့ရှောင်းမှမယ်ဒါမဲ့တနေ့ကျရင်တော့တမိန်ဆက်ကောနဲ့ကျွန်တော်နဲ့ရင်ဆိုင်ရမှာပဲရင်မာကြီးကိုလှုပ်ကြမ်းမှုအကြံစီပြပြသွားပြီးရင်မာကြီးရဲ့အသက်အန္တရာယ်လုံးကျုံစိတ်ချရတာနဲ့တပြိုင်တည်းတမိန်ဆက်ကောနဲ့မျက်နှာချင်းဆိုင်ပြီးသူသေးကိုသေးအပီးအပိုင်စရင်ရှင်းရမှာပဲစရင်ရှင်းဖို့လဲစိတ်ပိုင်းဖြတ်ထားပြီးပြီး ဒီတော့တွင်မှာတော့မြန်မာကြီးရဲ့အသက်အန္တရာယ်လုံခြုံစိတ်ချဖို့အတွက်အသက်ပေးပြီးကာကွယ်စောင့်ရှောက်သွားရလိမ့်မယ်။ဘုံမင်းနဲ့ထုံနီလက်ကောင်မယ်။ဒီဒီပြတ်ကွန်ကပြန်ပြောလိုက်နေရဘုံမင်းပြတ်စားသည်တစုံတရာပြန်မပြောသေးပဲခစ်တာမြစဉ်းစားနေပြီသည်။ကောင်းပြီ။မင်းပြောတာငါလက်ခံတယ်။မြန်မာကြီးရဲ့အသက်အန္တရာယ်လုံခြုံစိတ်ချရတဲ့အချိန်အထိကိုကြီးကိုတာကိစ္စမှန်သမျှကိုပေးချိန်ထားပြီးမြန်မာကြီးရဲ့အသက်အန္တရာယ်ကာကွယ်စောင့်ရှောက်ရေးအတွက်သာအာယုံတစ်ခုတည်းထားပြီး ထိတ်တန့်ဦးစားပေးဖို့ငါကကတိပြုတယ်ဒါကရင်မကြည့်ဘူးစောစောကခွေးတရိษံတွေငါလက်ထဲကနေလွတ်မြောက်ထွက်ပြေးသွားတာနားတယ်မင်းဝင်ရှုပ်လို့ခွေးတရိษံတွေလွတ်မြောက်သွားတာဘုံမင်းပြက်စားမှာမင်းတိတ်တန့်နေချင်းဆိုထားသူလွတ်မြောက်သွားသည်ကိုမခင်မရက်နိုင်သည့်အမှုရာဖြင့်ပြောလေသည်ကျွန်တော်ကလည်းတမင်တတ်တဲ့အနောက်ဆက်ပေးတာမဟုတ်ဘူးဘုံမင်းမမတိပဲနဲ့ရန်သူထင်းပြီးဝင်းလုံးခဲ့မိတာကဲအချိန်လဲနေလာပြီအရုံအောင်တက်တော်မယ်ထင်းနေမနဲ့ပြန်လောက်စရာတွေကလည်းရှိသေးတယ် တရေတမောလောက်တော့အိတ်ကြရအောင်မှဖြစ်မှာဒါတဲ့ဘိုးဘင်းမြင်ပဲမရောတီတီပြိုင်ကွန်ကအရှိဘက်စီမှာထွက်ပြူလာသည့်တောက်ကြကျဲကြီးကိုကြည်ရင်ပြောလိုက်လေသည်ငါမြင်လားဟော့ဟိုတောင်ဆောင်ကခြုံကွယ်မဲဝက်ထားခဲ့တယ်ဘိုးမင်းပြန်စားကတောင်ဆောင်တစ်ခုရှိရသူညွှန်ပြရင်ပြောလိုက်လေသည်ဘိုးမင်းမြင်ရှိတဲ့နေရာတိကျွန်တော်လိုက်ပို့ပေးမယ်တီတီပြိုင်ကွန်သည် ပြောပြောဆိုဆိုဘိုးမင်းပြန်စားနေသူတောင်ဆောင်ရှိရသူတဖြည်းဖြည်းလာခဲ့ပေသည်လန်ခီတွင်တယောက်နဲ့တယောက်စကားမပြောဘဲ ကိုယ်စိတ်ကူးနှင့်ကိုလာခဲ့ကြပေသည်တောင်ဆောင်သို့ရောက်သောအခါချုံခွယ်တွင်ချီတောင်ထားခဲ့သည့်မြင်းပေါ်သို့ဘုံမင်းပြတ်စားကခုံလှပြီးတက်လိုက်သည့်အခါဂျာမာတီတီပြတ်ကွန်ကဘုံမင်းပြတ်စားအားနှုတ်ဆက်လိုက်ပေသည်ဒါရီနေဆက်မအောင်အတွင်းရန်သူလူယုံမှမင်းတိတ်တက်ကိုဘလို့စီရင်ရရင်ကောင်းမလဲမင်းအကြံစီပြောဆက်မအောင်ဘုံမင်းပြတ်စားကမေးလိုက်ပေသည်ညွတ်ကွင်းထောင်ပြီးဖမ်းပိုစီစဉ်ရှိတယ်အဲကျွန်တော်ထောင်ထားတဲ့ညွတ်ကွင်းနဲ့သူဝင်မတိုးပဲမနေနိုင်ဘူး ကျွန်တော်ကိုသူတနည်းနည်းနဲ့ဖျောက်ပြက်ဖြစ်ဖို့စ조사ကြံစီနေကြောင်းလဲကျွန်တော်သိတယ်။ဒါမဲ့သူ့ထက်ကျွန်တော်ကအကြံဥပါတယ်။နှက်ပြန်မနှက်ဆိုရင်အဖြေထွက်ပါလိမ့်မယ်။ပြေးပြပင်စိတ်ကလေတကြီးရဲ့အိမ်ကိုနှက်ပြန်နေလဲမုန်းတက်ခြင်းအရာဘုံမင်လာခဲ့ပါ။ကျွန်တော်ရဲ့အကြံစီအကောင့်ထဲပေါနေတာကိုတွေ့ရပါလိမ့်မယ်။နှက်ပြန်နေလဲမုန်းတက်ခြင်းကိုသာကျွန်တော်ပြောတဲ့နေရာကိုလာပြအောင်လာခဲ့ပါ။တီတီပြက်ကွန်ကအဖြေပေးရင်လူချင်းခွဲလိုက်ကြပါသည်။ ။ဆောင်းတူမြို့သူရှင်စောဘူးပြည်မကြီးတိုင်းကန်းလှဲ့လေတော်မူမိကြသဖြင့်ဆောင်းတူတမျိုးလုံးလှုပ်လှုပ်ရှားရှားဖြစ်နေကြပေသည်။ဆောင်းတူမြို့ရေရှည်နောက်တောင်မြောက်အရက်လေးမျက်နှာမှမြို့များရွာများမှမြို့သူမြို့သားရွာသူရွာသားများသည် ပြည်မကြီးအားတောင်းတဖြတ်ဖြတ်ကြိုဆိုရန်တဲ့လွင်တော်ဝိစာများကိုဝိစင်၍ဆောင်းတို့မျိုးတို့တတုပ်ပြီးတတုပ်ရောက်ရှိလာကြပေရာ ပြင်ပါကြီးတိုင်းခမ်းလက်လက်တော်မူလာလင်းလန်ကီမာစီကျိုရန်အတွက် ရင်မာကြီးကြွချီတော်မူမိလမ်းများပေါ်တွင်လည်းမန္တတဲနေများထုံ၍ဆောင်းဆိုင်နေကြသူများမှလည်းနေရမလန့်အောင်စီကား၍ရှိနေသည်ဘွဲမဝင်ခင်ပြင်ကကျင်းပါဆိုသောစကားနှင့်အညီပြင်မာကြီးတိုင်းကန်းလှဲ့လှဲ့တော်မူလာလင်တောင်းတောင်းဖျားဖကျိုးစိုဧကံရန်အတွက်မန္တတဲနန်းတိုင်းတွင် အတီးဖို့ကခုံများဖြင့်အစံသက်ဒီဖို့ကခုံလျက်ရှိသည်ဖြင့်ဆောင်းတူးမြို့ပတ်ဝန်းကျင်တစ်ခုလုံးမှာ ဒေသချင်းတန်များတိမှုတ်တန်များဖြင့်စုညံလျက်ရှိနေပေသည်ဆောင်းတူမျိုးတို့ပြင်မာကြီးတိုင်းကန်လှည့်လည်တော်မူလာသောအခါဆောင်းတူမျိုးစားလေးပညာအင်ဆိုင်တော်တွင်တဲခုဆန်နေတော်မူမည်ဖြစ်သည်ဖြင့်မြေမာကြီးကြွချီတော်မူလာချိန်တွင်စိတ်အေးချမ်းသာစွာဆံနေနိုင်တော်မူရန်အတွက်မြို့သားလေးဤဆိုင်တော်ကိုတတ်တတ်ရရပြင်ဆင်လျက်ရှိပေသည် မြို့သားလေးစီးရတော်ကြီးအမော်မှာဆိုင်တော်ပြုပြင်မှုမှန်ရန်အတွက်တာဝန်ယူထားရသဖြင့်၎င်း၏လက်အောက်ခံဗုဒ္ဓံများအကူအညီဖြင့်နေပါအညမှာပြင်ဆင်မှုမှန်နေသည်ကိုတွေ့ရပေသည်။နည်းနည်းအရုံတက်ချိန်မှစ၍ညနေတကောင်ချိန်တို့တိုင်အောင်စီးရတော်ကြီးအမော်၏အမိန့်ပေးသံများကိုအဆက်မပြတ်ကြားနေကြရပေတော့သည်။ပြည်မကြီးတိုင်ကန်းလှည့်လည်တော်မူလာမည်ဖြစ်သဖြင့် မြို့သူမြို့သားနေသူနေသားများမှာပြည်မာကြီးအားနိတိကက်ကက်ဖူးမြင်နိုင်ရန်နေရာကောင်းများကိုကြိုတင်၍ယူထားကြသည်ကိုလည်းတွေ့ရပေသည်ပြည်မာကြီးတိုင်းကန်းလှက်လဲတော်မူလာမည်ဖြစ်သည့်ဖြင့်မြို့သူမြို့သားနေသူနေသားများမှာပြည်မာကြီးအားနိတိကက်ကက်ဖူးမြင်နိုင်စေရန်အတွက်နေရာကောင်းများကြိုတင်၍ယူထားကြသည်ကိုလည်းတွေ့ရပေသည်အခွင့်ကောင်းကိုချောင်းနေကြသူများမှာလည်း ်ဗေမာကြီးတိုင်းငန်းလှည့်လည်တော်မူလာလင်ဗေမာကြီးပါရနိနိကက်ကက်ခစားခွင့်ရအောင်ကျိုးပန်းအားထုတ်နေကြပေသည်ဆောင်းတို့မျိုးစားလေးအိမ်တော်တွင်ဗေမာကြီးတဲကိုဆန်နေတော်မူမိကိုသည့်တဖြင့်ဗေမာကြီးထံပါရနိနိကက်ကက်ခစားခွင့်ရရှိရန်အတွက်ဆောင်းတို့မျိုးစားလေးပညာအိမ်ထံချင်းကက်သူများမှဝင်လာပါစေတတဲတဲဆိုသလိုဖြစ်နေသည်ဖြင့်ပညာအိမ်မှာလူလူနေရင်မျက်နာပွင့်လန်းလျက်ရှိနေပေသည် ဆောင်းတူတစ်မျိုးလုံးရှင်လန်းအားရဖြစ်နေတော့လဲတမိုင်းမိုင်းတတွေတွေဖြစ်နေတော့လူတူးလူစံတရားကိုတော့ထူးထူးခြားခြားတွေ့မြင်ရပေသည်ထို့သူမှာအချားသူမဟုတ်ဘုံနာမင်းဖြစ်သည်ဆောင်းတူတစ်မျိုးလုံးစီစီကာကာလှုပ်လှှာရှာ မြူးတူးပြောပါလျက်ရှိနေတော့လဲဘုံနာမှာလူစီကားသည့်အရက်ကိုစွန့်ခွာ၍မြို့ဤစွန့်ဖြစ်သောပြင်းမပင်စိတ်သို့သွားရလန်းရှိရင်ခွဲစရက်တွင်အပေါ်မှာပါတကူတဲ့ငင်းကန်၍နေသည်ကိုတွေ့မြင်ရပေသည်ထို့သူ ထိုင်နေရမှာပြန်ဖန်ရကတက်ပြင်းရှည်ကြီးကိုပို့ထုတ်လိုက်သည့်အတန်ကိုပင်ကြားရ၏မုံအုံတောင်၏မျက်လုံးများမှာအယောင်တောက်ပခြင်းမရှိဘဲမိမ့်ပင်လျက်ရှိလေသည် မုံအုံတောင်မှာနှင်းကေတရာနှင့်နီးစပ်ရန်လမ်းစာမရှိတော့သဖြင့်စိတ်ပြက်အာရော့ပြီးစိတ်ညစ်ညစ်နှင့်မိသူနှင်းမြအတွေ့မခံဘဲဤနေရာသို့ရောက်ရှိလာခြင်းဖြစ်လေသည် တိတိပြိုက်ပွန်ရေးဆက်တီကုန်းပေးခဲ့သည်မေတ္တာပွဲကပြများကိုမိမိကိုယ်တိုင်ရေးဆက်တီကုန်းပြီးတဲ့ကဲ့သို့မိမိလည်းရေးဖြင့်ပင်ကူးယူပြီးနိငေတရာအားဆက်သခဲ့ရမှာနိငေတရာဤပါးနဲ့လိမ္မာမှုကြောင့်အလိမ်ပေါ်သွားသည်ဖြင့်နိငေတရာဤမျက်နာကိုပင်မကြည့်ရတော့သည့်ဘဝသို့ရောက်နေရကစိတ်ပြည့်ကြီးပြည့်၍စောက်တုတပြုတ်လုံးရှင်လန်းအားတက်နေတော်လဲမုန်းအောင်မှာပျော်ရွှင်မှုကင်းမဲ့သည့်အခြေအနေသို့ရောက်ရှိနေပေသည် ရင်ခွင်းစရက်ပေါ်တယောက်တည်းတွေးမိတွေ့ရာတွေးတော်ငေးမိငေးရာငေးပေါ်လျက်ရှိနေစဉ်ထရေမြူအိုးကိုစီဖြင့်ရင်ခွင်းစရက်တုတ်ပင်လာသော လူရဲနှုတ်ဦးကိုလည်းပြင်ရပေသည်တို့လူရဲနှုတ်ဦးဤဝတ်စားစီရင်ပုံကိုကြည်ရခြင်းအပြင်အောက်တန်းဆောင်ဖုတ်ချောင်းကိုလည်းထင်ရှားလျက်ရှိသည်ရင်ခွင်းစရက်ထက်တို့ဝင်လာသောလူရဲနှုတ်ဦးသည်မုံအောင်နောင်ကိုမြင်လိုက်ရသောအခါရွှင်လန်းအားရသည့်အမူအရာဖြင့်မုံအောင်နောင်ဤသို့ချင်းကပ်သွားကြပြီးလူရဲနှုတ်ဦးသည် ရင်းနှီးသည့်အမူအရာကိုပြကမုံတော်၏ပခုံးကိုဝင်ဖက်လာ၏လက်ဆက်သက်တော့အကြီးတော်ဘုံတော်ပါလားကြီးတော်နဲ့တွေ့ရတာဝင့်သားလိုက်တာဒီမှကြီးတော်ဘာဖြစ်လို့တယောက်တည်းချောင်းမလာထိုင်ပြီးတပိုင်ပိုင်တွေတွေဖြစ်နေရတာတော့ဘီယမကြီးတိုင်းငယ်လှဲ့လေတော့မူလာမှာမို့တမျိုးလုံးဝင့်သားအရာဖြစ်နေကြတယ်မဟုတ်လားဘီယမကြီးတက်တော်ရာကျော်ရှိပါစေဆိုဂျေးစီတွေခေါင်းလောင်းတွေထုတ်ပြီးဆူတောင်းမင်တာပို့နေတဲ့အတန်းနေစူးညံနေတဲ့ကြားကကြီးတော်ဘာဖြစ်လို့တန်းဟင်းဟင်းတက်ပြေးမှုထုံနေရတာတော့ မြန်မာကြီးတိုင်းငယ်လက်လေတော်မူလာတာကိုမလိုလားဘူးမဟုတ်လားမုံနောင်ဤပကုန်းကိုဝင်ဖက်လိုက်တော်လူငယ်ကအယက်တန်ဖြင့်ပြောလိုက်လေသည်ငါဘာသာငါတယောက်တည်းနာဤပါဤနေပြစီမင်းတို့ကဘာဖြစ်လို့လာပြီးရှော့ရပြန်တာလဲဒီပါသမိန်ပင်လဲမင်းတို့ဟာမင်းတို့အယက်တောက်ပြီးပြောခြင်းတလို့ပြောပါခြင်းတလို့ပါငါလာပြီးအနောက်ရှက်မပေးစမ်းနဲ့ငါဘာသာငါနာဤပါဤနေပြစီ မိုးဦးနောင်သည်တမိန်ပင်လက်ဤလက်ကိုမိမိပကုံးပေါ်မှတွန်းပြင်ရင်ပြောလိုက်လေသည်ဘာလဲအကြီးတော်ကကျွန်တော်တို့ကိုတော့အဖက်မလုပ်ချင်တော့ဘူးလားကစားပေါ်ကစားပဲအစားပေါ်တောက်ဖက်တွေကိုဒါလောက်တောင်မှထဲထဲဝါဝါလုပ်နေရသလားဘီမာကြီးတိုင်းငယ်လှဲ့လေတော်မူလာရင်အကြီးတော်နဲ့ညီလိုကိုလိုခင်မင်းရင်းဤတဲ့မျိုးစားလေးပညာအင်ရဲ့ဆိုင်တော်မှာတဲခိုဆန်နေတော်မူမှာမဟုတ် ကြီးတော်ကတိတ်ပြီးမျက်နှာပွင့်လန်းနေတဲ့ဖုတ်လားအကြီးတော်ကိုကျွန်တော်တို့အားကိုးပြရစေမြေမာကြီးတိုင်ငယ်လှဲ့လေတော်မူလာရင်မြေမာကြီးနဲ့နီးနီးကက်ကက်ခါစားခွင့်ရအောင်မျိုးစားလေးပညာအိမ်ကိုပြော့ပြီးစမ်းပါလားငယ်တငယ်ချင်းတွေပဲဥစ္စာဒါလောက်ကလေးမှအားမကိုးရဘူးလား တမိပင်လဲဆိုသူကဘုံနောင်အားအရက်မှုမှုဖြင့်တူရှူတောင်းမှန်နေပြန်သည်အချစ်တော်လည်းချမ်းမထားပါနဲ့ကျွန်တော်ဟာပြည်မာကြီးရဲ့ထံပါမှာခစားခွင့်ရအောင်မျိုးစားလေးကိုပြော့ပေးစမ်းပါအချီတော်ရဲ့ကျေးဇူးတစ်သက်လုံးမပေးပါဘူးဒုတိယလူရွယ်ကဝင်ပြောလိုက်ပြန်သည်စောကိုပြောတာမှန်တယ်အချစ်တော်တို့သုံးယောက်ကငယ်တငယ်ချင်းနေမဟုတ်လားငယ်တငယ်ချင်းနေကိုပြစ်မထားပါနဲ့အခုလိုခွင့်ကောင်းရတော့ပြည်မာကြီးပါမှာခစားခွင့်ရအောင်ကုညီစမ်းပါအချီတော်ကျေးဇူးကိုမမေ့ပါဘူး တမိန်ပင်လဲက၎င်းရဲ့ဘော်စောအုပ်ကိုထောက်ခံရင်းမိုးအုံနောင်ထံအကူအညီတောင်းလိုက်ပြန်သည်မိုးအုံနောင်မှာစိတ်ပြက်ကြီးပြန်နေသည်ဖြင့်ထိုသူနှစ်ဦးပြောသောစကားကိုနားမဝင်ဘဲခေါင်းကိုယ်သာအတွင်ရမ်းရွေနေပြီဒီမှာမင်းတို့ကလာပြီးနောက်ရှက်မပေးခြင်းစမ်းမနဲ့တော်ရရော်ရသွားနေစမ်းမဘယ်သူနဲ့မှတွေ့မခံခြင်းလို့လူရှိတဲ့နေရာနိုင်ပါးကြီးလာနေကမှအရန်ဘူးသမားတွေနဲ့လာတွေ့နေရတယ်မုံအောင်ကစိတ်ပြက်တမ်းဖြင့်ပြောလိုက်လေသည်ကြီးတော့ဘလို့ဖြစ်နေရလဲ ငယ်တငယ်ချင်းတွေတော့အဖက်မလုပ်ချင်တော့ဘူးလားကြီးတော့ရဲ့မျက်နှာကိုကြည့်ရတာမသားမယားနဲ့ဘလို့ဖြစ်တယ်လဲဘီအမကြီးတိုင်းကန်းလှဲ့လေတော့မူတော့မယ်ဆိုလို့လူတိုင်းလူတိုင်းကရွှင်လန်းအားရဖြစ်နေချိန်မှာကြီးတော်ကဘာကိစ္စမျက်နှာမသားမယားဖြစ်နေရတယ်လဲဘာများစိတ်ညစ်စရာရှိလို့လဲပြောစမ်းပါဦးစိတ်ညစ်လာရင်ထီးတစ်ခွက်ချလိုက်ပေါ့ဒါမှစိတ်ညစ်တာတွေပြောက်ပြီးရွှင်ရွှင်လန်းလန်းဖြစ်သွားမှာရော့ပါထီးတစ်ခွက်လောက်မော့ချလိုက်စမ်းပါတမိန်ပင်လဲသည် ထရေမြူအိုးကိုမိုးအုံနာအားပေးလိုက်ပြီးအရက်တံပြင်ပြောလိုက်သည်ငါဘယ်တော့မှမရက်တော့ဘူးလို့လဲအရက်မတော့ဘူးဆိုယောက်ျားမပြီးတော့ဘူးတောက်တောက်စားစားလူမင်းသားဆိုတဲ့စကားရှိတယ်မဟုတ်လားတရေတစ်ခွက်လောက်ချလာရင်စိတ်ညစ်တာတွေလူလူပြောက်သွားလိမ့်မယ်ရော့ပါတစ်ခွက်လောက်မော့ချလိုက်စမ်းမော့ချလိုက်စမ်းတမိန်ပင်လဲကဆိုတင်းတိုက်တွန်းနေပြန်သည်မတောက်ပါဘူးလို့ပြောထားပြီးမဟုတ်လားတော်ရရော်ရသွားကြစမ်းမဥဒမာတွေငါတိတ်မုန်းတယ် ။ဟုံးနောင်ကပြန်ပြောလိုက်သည်။အရက်သမားတွေဟုတ်လား။ဒီမှာဆိုအငါတို့ကြည်တော်မုန်းတော်အရက်သမားကြီးလို့ပြောနေတယ်။ရီချမ်းကောင်းလား။အထီးတမျိုးလောက်တောက်ရုံနဲ့အရက်သမားလို့ခေါ်ခံရတာ။ဟင်ရီချမ်းကောင်းလား။ဒါလောက်ကလေးနဲ့မူးနိုင်ပါမလား။တမိန်ပင်လဲကစောအူအားတိုင်တယ်လိုက်သည်။အရက်မူးသမားမို့အရက်မူးသမားပြောတာပဲ။ဟင်မင်းက စိတ်ဆိုးရသေးလားမင်းလည်းအယံမှုသမငါလည်းအယံမှုသမဘာဖြစ်လဲအယံမှုတာမမှုတာပါတာဘီယမကြီးတိုင်ခင်းလဲ့လဲတော်မူလာရင်နီနီကဲကဲခစားခွင့်ရအောင်တော့ကုညီကွာစောကအယက်တန်ပါပါဖြင့်ပြန်ပြောလိုက်သည်တော်ဇတ်မှာစိတ်ညစ်နေရတဲ့ထဲကိုမင်းတို့လာရှုံနေကြကြမှာနဲ့တွားကြကြမှာငါဘာသာငါနာအီပါအီနေစမ်းမရစီ မဟုတ်နောင်ကစိတ်ရှုံရှုံနဲ့တမိန်ပင်လန်းနဲ့စောအိုတို့ကိုတွန်းထုံလိုက်ရာအရက်မူသမားနှုတ်မှမိမိတို့ကိုယ်ကိုမိမိမဟန်နိုင်ပဲဒီရင်ဒီရင်ဖြစ်သွားကြပြီးထိုခိုက်တွင်ရင်ခွဲစရက်ထဲသို့ဝင်လာသော လူတယောက်နှင့်ဘေးချင်းဝင်တိုက်မိသည်ဖြင့်ရင်ခွဲစရက်ထဲသို့ဝင်လာသူ၏ကပိုက်ထဲမှပေဒိုစာရွက်သည်မဟုတ်နောင်အနီးသို့လွင့်ကြလာလေသည်မဟုတ်နောင်ကပေဒိုကိုကောက်ယူပြီးကြီးလိုက်ရာဝိုင်းဆက်သောလက်ရည်ဖြင့်ရေးသားထားသောစလုံးများကိုမြင်ရသည်ဖြင့်အမတ်မထင်ဖတ်ကြည့်မိလိုက်သည် နေ့လယ်မွန်းတက်ချိန်တွင် ပြင်းမပင်စိတ်အနီးရင်ခွဲစရလာခဲ့မည်ငါအတွက်အကျိုးရှိမည်တဲ့ရင်ကိုတိတိကျကျပေးနိုင်မည်ဆိုလျှင်ထိုက်တင်သည့်ဆုလံများချီးမြှင့်မည်မုံနောင်သည်ပေဒိုဘော်တွင် ရေးထားသည့်စာကိုဖတ်ရှုနေစဉ်ရင်ခွဲစရက်ထဲသို့နောက်ဆုံးမှဝင်လာသူသည်မုံနောင်ဤသို့ချင်းကပ်လာပြီးမုံနောင်လက်ထဲမှပေဒိုကိုပြန်တောင်းလိုက်သည် ကျွန်တော်ကပိုက်ထဲကထွက်ကြသွားတဲ့ပေဒိုပါကျွန်တော်ကိုပြန်ပေးပါ ပေရိုပိုင်ရှင်ကလက်ဝါးဖြန့်ပြီးတောင်းလိုက်ရမုန်းအောင်သည်ပေရိုကိုပြန်ပေးရင်မိမိနှင့်မသက်ဆိုင်သည့်ဆာလွာကိုအမှတ်မတင်ကြည့်မိလိုက်သည့်အတွက်ခွင့်လွန်ရန်တောင်းပန်လိုက်သည်ဟင်ပေရိုမမရေးထားတဲ့စာကိုဖတ်ကြည့်လိုက်မိတယ်ဟုတ်လားပေရိုပိုင်ရှင်ကလက်ပြန်မတန်းသည့်အမူအရာဖြင့်ပြန်ပေးလိုက်အမှတ်မတင်ဖတ်ကြည့်လိုက်မိတာပါတမင်သက်သက်ဖတ်ကြည့်တာမဟုတ်ဘူးကိုနဲ့မဆိုင်တဲ့စာကိုဖတ်ကြည့်မိတဲ့အတွက်ဝမ်းနည်းပါတယ်မိုးနောင်ကတောင်းပန်လိုက်ပြန်ဒါအရေးကြီးတဲ့စာမဟုတ်ပါဘူးဒါတဲ့လက်ရည်လက်သားကိုမှတ်မိပါသလား အီရိုပန်ရှင်ကမေးလိုက်ပြန်၏လက်ရည်ကိုမြင်ဘူးသလိုလိုရှိလို့ယူကြည့်မိလိုက်တာပါမုံနောင်ကဖြေပေးလိုက်သည်ကျွန်တော်ကတော့မြင်ဘူးပါသလားမမြင်ဘူးပါဘူးအကြည့်တော့ကိုတော့ဒိတ်ဒိတ်ကျဲစစ်တီတော်ကြီးဒူးနဲ့တွာလာနေတာကျွန်တော်ကမကြာခဏမြင်ဘူးတယ်ဘယ်စစ်တီတော်ကိုပြောတာလဲဘုံမင်းတီတီပြတ်ကွန်ကိုပြောတာပါတီတီပြတ်ကွန်ဟုတ်လားသူ့ကိုဘာဖြစ်လို့ဒိတ်ဒိတ်ကျဲစစ်တီတော်ကြီးလို့ခေါ်ရတာလဲတိုက်ပွဲတွေမှာထူးချွန်ပြမြောက်တဲ့စစ်တီတော်ကြီးပေါ့ ဒိတ်တွေကျဲစစ်တီတော်ကြီးလို့ဒါကြောင့်တင်စားပြီးခေါ်ရတာပေါ့ဒါပေမဲ့ပေရိုပေါ်မှာရေးထားတဲ့စာနဲ့ပတ်သက်လို့လက်ရည်ကိုမြင်ဘူးတယ်လို့လို့ရှိတယ်လို့အကြည့်တော်ပြောသွားတယ်။ဘယ်သူဘဝလက်ရည်ဆိုတာကြည့်တော်ပြောနိုင်ပါမလား။ပေရိုပိုင်ရှင်ကမေးလိုက်။မင်းသိတဲ့ရဲ့လက်ရည်နဲ့တော့တူတာပဲ။မုန်းနောင်ကဖြည့်ပေးလိုက်ပြန်သည်။ဒါတဲ့ဘုံမင်းတီတီပြတ်ကွန်နဲ့အကြည့်တော်ရင်းနှီးပါသလား။ရင်းနှီးတဲ့လောက်တော့ရင်းနှီးပါတယ်။ဒါဖြင့်ကြည့်တော်ကိုစကားလက်ဆောင်ပါလိုက်ပါရစေ။ ဗိုလ်မင်းတီရီပြက်ကွန်နဲ့တွေ့ရင်ဒီဆွာလာမှာပါရှိတဲ့အကြောင်းအရာကိုပြောပြစီလိုပါတယ်ကျွန်တော်ကိုခွင့်ပြုပါဦးပီရိုပိုင်ရှင်ကမုံနောင်အားနှုတ်ဆက်ပြီးရင်ခွဲစရက်ထဲမှာထွက်ခွာသွားသည်ကိုမုံနောင်ရေးဆိုင်ကြည့်နေစဉ်မြင်းခွာတန်များပြင်းစွာကြားရသဖြင့်မြင်းခွာတန်ကြားရပဲသူလှည့်ကြည့်ရာကိုရံတော်တပ်သားများခြံရွေရင်ခွဲစရက်ရှိရသူလာနေသော ဗိုလ်မှူးတမိန်ဆက်ကောကိုမြင်ရသဖြင့်မုံအောင်သည်ထိုင်ရမမထဘဲတမိန်ဆက်ကောအားဆက်ဆောက်သည့်အမူအရာဖြင့်ကြည်နေလေသည်အယမူသမားများဖြစ်ကြသောတမိန်ပင်လန်းနေသောတို့မှတမိန်ဆက်ကိုအာမြင်လိုက်သောအခါအမှုပြေသွားပြီးတမိန်ဆက်ကိုတို့လူတိုက်ကိုမျက်စိပေကလက်ပေကလက်နှင့်ကြည်နေပေသည်ပေတို့ပိုင်ရှင်မှလည်းမြင့်ခွာတဲ့များကိုကြားသည်ဖြင့်အတန်ကြာရသူပြန်လှည့်ကြည့်လိုက်ပြီးတမိန်ဆက်ကိုတို့လူတိုက်မိငယ်မင်းသားနှင့်လာနေသည်ကိုမြင်ရသောအခါမျက်တောင်မခတ်ဘဲ ငေးဆိုင်ကြည့်နေမိလေသည်ဘုံမူးတမိန်ဆက်ကောကြွချီတော်မူလာတာကို မမြင်ကြဘူးလားလမ်းဖယ်ပေးကြတမိန်ဆက်ကောဤရှိတော်ပြေနှစ်ဦးကရင်ခွဲစရအတွင်းရှိမုံတော်တို့လူတိုင်းနှင့်ရင်ခွဲစရမထွက်ခွာသွားပြီးလမ်းခုလက်တွင်ရက်ကြည့်နေသောပေတို့ပန်ရှင်အားလမ်းဖက်ပေးရန်မိန့်ပေးလိုက်လေသည်ရှိတော်ပြေနှစ်ဦးနောက်မှကိုရန်တော်များခြံရန်၍ ။နေရအောက်တွင်တဝင်းဝင်းတပြောင်ပြောင်တောက်ပြောင်နေသောဆိဝဲတစားများကိုဝက်စားစီရင်ပြီးရွှေရောင်တလဲလဲတောက်ပနေသောကကြိုးတစားများတက်စင်တာသည့်မြင်းညိုကြီးကိုစီး၍ခန့်ညားသည့်အတွင်ဖြင့်အိန္ဒိယရရလာနေသောသမိန်ဆက်ကောကိုမြင်လိုက်ရသောအခါမုန်းနောင်သည်ဆက်ဆုပ်ယွန်ရှာသောအမူအရာဖြင့်တစ်ဖက်သို့လှည့်သွားပေသည်။တမိန်ပင်လန်းနေဆော့တို့မှမူတမိန်ဆက်ကောတို့လူတိုက်ကိုမျက်စိပေကလက်ပေကလက်နေကြည့်နေရမှမတိမတာလမ်းဖဲပေးလိုက်ကြလေသည် ဆောညာရင်ခွဲစရက်မှာငါတို့ခိတ္တာပန်းဖြစ်မယ်ရင်ခွဲစရက်ပေါ်မှာရှိတဲ့သူတွေမောက်ထုတ်လိုက်စမ်းတမိန်ဆက်ကောက၎င်း၏ကိုရန်တော်တက်သားတူအားမိတ်ပေးလိုက်သည့်အတန်ကိုကြားရသောအခါမုန်းအောင်မှာထောင်းဝင်တဲ့ဒေါသထွက်သွားပြီးတမိန်ဆက်ကောဘက်သို့လှမ်းကြည့်လိုက်သည်ထိုခိုက်မှာပင်တမိန်ဆက်ကောဤကိုရန်တော်တက်တာစောညံသည်တမိန်ပင်လန်းနေစောအိုလိုရှိရသူလာနေသည်ကိုတွေ့ရပေသည်ရင်ခွဲစရက်ပေါ်မှာပုံမှုကြီးတမိန်ဆက်ကော ခေတ္တဘန်းဖြေနေမည်ဖြစ်၍ရင်ခွဲစရက်ပေါ်တွင်ရှိနေသူများယခုချက်ချင်းထွက်သွားကြပါစောညံကမိန့်တန်ပြင်ပြောလာရာတမိန်ပင်လန်းနေစောတို့သည်တရားကိုတရားလက်ကုပ်ပြီးဇရက်ထဲမှထွက်ခွာသွားကြသည်မုံနောင်မှမူထိုင်ရမမထပဲစောညံအားမျက်နှာထားနှင်ကြည့်နေပေသည် မုံနောင်၏ယောက်ျားပိသားသည်အင်ကယုံနှင့်အထက်တန်းကြလာသည့်ဝတ်စားတစားများကိုမြင်ရသောအခါစောညံမှအနေငယ်ညွန့်သွားပေသည် အကြည့်တော်ဘုံမူသမိန်ဆက်ကိုကြွချီတော်မူလာပြီးဖြစ်ပါ၍ရင်ခွဲစရက်ပေါ်မှဖယ်ရှားပေးပါရန်မေတ္တာရက်ခံအပ်ပါれ။စောညံဤလေတံမှာပြော့သွားပေ၏မုံအောင်နာမမူတစုံတရာပြန်မပြောပဲစောညံကိုတလှက်သမိန်ဆက်ကိုတလှက်ကြည့်ပြီးအိန္ဒီရရထိုင်မြဲထိုင်နေလေသည်။အကြည့်တော်ရင်ခွဲစရက်ပေါ်ကအမြန်ဆုံးဖယ်ရှားပေးပါဘုံမူကြီးကြွချီတော်မူလာပြီးစောညံကမုံအောင်နီးတို့ချင်းကက်လာကစရက်ပေါ်မှဖယ်ရှားပေးရန်ပြောလိုက်လေသည်။ ဘာဖြစ်လို့ဖယ်ရှားပေးရမှာလဲရင်ခွက်စရက်ဆိုတာများနဲ့ဆိုင်တဲ့တဲခိုစကမ်းပဲတူတဲ့ပိုင်မှာမဟုတ်တာပြီးတော့ငါကလည်းအရင်ရောက်နေတဲ့ဥစ္စာမုံအောင်ကအေးမဆိုင်သည့်မူရာဖြင့်ပြန်ပြောလိုက်ဘုံမူကြီးကြသွားရင်မြတ်တော်ရှာနေပါလိမ့်မယ်ခက်မြန်မြန်ဖယ်ရှားပေးပါစောညံကသတိပေးလိုက်သည်မင်းတို့ဘုံမူကြီးမြတ်တော်ရှာတော့ငါကအေးဆိုင်နေရဦးမလားမုံအောင်ကဘာမှမခန့်ပြန်ပြောလိုက်လေသည်ဘုံမူကြီးကြတော့မှပြင်ဒုက္ခပါပဲဘုံမူကြီးကတိတ်တော်သားကြီးတာ စောညံကစိုးရိမ်သည်မူရာဖြင့်ပြောလိုက်မင်းဘုံမူကြောင့်ငါသိပါတယ်ငါကိုလည်းသူသိပါတယ်မုံနောင်သည်တမိန်ဆက်ကိုကြားလာအောင်ပြောလိုက်လေသည်နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မတူတာပါ